ဒီတမန်တော်တွေဆေလွတ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကဗုဒ္ဓဘာသာတွေရဲ့ကျမ်းတွေထဲမှာလည်းပဲပါတယ်အဟိုတမဗုဒ္ဓဘာသာဂေါရမပြောခဲ့တဲ့အခြေအရှိတယ်အငါဒီနောက်ဆုံးဗုဒ္ဓမဟုတ်ဘူးငါနောက်မှာနောက်ဆုံးဗုဒ္ဓလာလိမ့်မယ်ဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီနေရာမှာဗုဒ္ဓဆိုတဲ့ဇကလုံးဟာဘယ်စကားဘာတွေကိုသုံးလဲဆိုရင်ဘုဒ္ဓဆိုတဲ့ဇကလုံးကနေသုံးတယ်ဘုဒ္ဓဆိုတာကလူတယောက်ကကျင့်လို့မဖြစ်ဘူးဒါဟာဟိန္ဒူတွေမှာရောဗုဒ္ဓဘာသာဝင်တွေမှာရောဒီအသုံးအနှုန်းသုံးကြတယ်ဘုဒ္ဓဆိုတဲ့ဟာက ်အလောင်ရှင်မြတ်ဘက်ကနေပြီးတော့မှရွေးချယ်ဆေလွှတ်လိုက်တဲ့ပုပ်ကိုကိုသားလင်ဘုဒ္ဓါလို့ခေါ်တယ်လူတစ်ယောက်ကကိုယ့်ဘာသာကိုကြင့်ယုံနေအဲ့ဒီလိုဘုဒ္ဓါဖြစ်မသွားဘူးကြီးရတဲ့သူတို့ဘုဒ္ဓါဆိုတဲ့တကလုံးကို သူကအမှားကြီးဖွင့်ပြီးတော့ဘုဒ္ဓါကိုသူတို့ရဲ့တမန်တော်သူကြီးလုပ်ပါတယ်ဒါကမှားမြင့်တဲ့ယူသချက်ပါနော်ဘုဒ္ဓါဆိုတဲ့တကလုံးကလွယ်အားဖြစ်သလိုချင်းတိတူနိုးကြသူတိတ္တလေးပါးကိုတိတူကိလေသာတို့မှနိုးကြသူကို ဘုရားလို့ခေါ်ပါတယ်တက်တက်တက်တလေးပါကိုမသိရင်ဘုရားမခေါ်ဘူးပြီးတော့ဘုရားသူတဲ့အိဗဲကိုဥဒင်းလို့ထားပြမှာဘလို့ဖွင့်တယ်လဲဆိုလို့ရှိရင်တွေးဒေတာတံမီကတံပရာယိကတိဩဒရိတ္တဒါယတိဘုဒ္ဓောတဲ့ယခုမြတ်မောင်အကျိုးတမလွန်ကျိုးကိုဆောင်ဆောင်တက်လို့ဘုရားခေါ်တယ်နောက်တစ်ခုကကြတော့ဘာလတင်ခါတိပုထုတနိဝိတဒုက္ခတောဩဒရတိဘုဒ္ဓောတဲ့လူမိုက်ဟုဆိုအပ်သော ဥဒ္ဒေပုဂ္ဂိုလ်တွေကိုတန္တရာဝုစင်းရဲကနေပြီးတော့ထုတ်ဆောင်တက်လို့ဗုဒ္ဓခေါ်ပါတယ်ဗုဒ္ဓခေါ်ပါတယ်နောက်တစ်ခုကကြတော့တပ်ပံညီရတံမအဘုဒ္ဓတိဗုဒ္ဓောတဲ့တင့်တင့်တိထိုက်တဲ့ညီရံတရား၅ပါးကိုတိတော်မူပြီးလို့ဗုဒ္ဓလို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့သတ္တဝိတ္တသဏီအတ္တနာအဘုဒ္ဓတိဗုဒ္ဓောမိမိကိုယ်တိုင်တိတ္တ၄ပါးကိုထိုးထွင်းတိတော်မူလို့ဗုဒ္ဓလို့ခေါ်ပါတယ် နောက်တစ်ခုကကြတော့တတ္တဝိတ္တာနိအင်ဂျေပိတ္တေဘောဇိတိတ္တပုတ္တောတ္တာလေးပါးကိုအခြားသောတတ္တဝါတို့ကိုတိစေတက်လို့ဗုဒ္ဓခေါ်ပါတယ်ဒီတန်းဗုဒ္ဓဆိုတော့ဘွဲကိုလိုချင်လို့ရှိရင်အရင်ဥဒုံချုံးမယ်ဆိုလို့ရှိရင်တ္တာလေးပါးကိုတိရကိရိတာအာတဝါနဲ့ကုံရမယ်တ္တာလေးပါးကိုမတိရင်ကိရိတာအာတဝါကိုမကုံဘူးဆိုလို့ရှိရင်ဗုဒ္ဓမခေါ်ဘူးတ္တာလေးပါးဆိုတာကကြတော့တမန်တစ်ချောင်းလုံးမှာဗုဒ္ဓဘာသာမှာရှိတာဖြစ်တယ် တစ္ဆာလေးပါးဆိုတာဗုဒ္ဓဘာသာရဲ့မူပိုင်သက္ကလုံဖြစ်တယ်။တခြားသောဘာသာဝင်မှာအဲ့ဒီတစ္ဆာလေးပါးဆိုတဲ့သက္ကလုံကိုမရှိပါဘူး။အဲ့ဒီတစ္ဆာလေးပါးဆိုတဲ့သက္ကလုံမရှိသည့်အတွက်ကြောင့်တခြားသောဘာသာမှာဗုဒ္ဓဆိုတာမရှိပါဘူး။ဖန်သင်းရင်ရှိရှိမယ်တမန်တော်ရှိရင်ရှိမယ်ဗုဒ္ဓဆိုတာတခြားသောဘာသာမှာမရှိပါဘူး။ဘာကြောင့်လဲ။တစ္ဆာလေးပါးကိုမသိလို့ပါ။တစ္ဆာလေးပါးတရားကိုမဟောကြလို့ပါ။တစ္ဆာလေးပါးမရှိလို့ပါ။ဒါကြောင့်ခြားသောအစ္စလမ်ဟိန္ဒူခရစ်ယာန် ဘုရားလို့မသုံးပါနဲ့ဘုရားလို့မသုံးသင့်ပါဘူးဘုရားလို့မသုံးထိုက်ပါဘူးအစွမ်းရခရစ်ယာန်များကိုဦးဇင်းတစ်ခုတော့ပြောခြင်းပါတယ်မနေ့ကဒေဒီဘော့ကိုဖန်ဆန်းတတ်တဲ့တက္ကမကို ပြောခဲ့ပြီးအရင်တော့ကကြတော့ငလင်တက်တယ်ဆိုတာကကြတော့ယေရှုကိုမယုံနဲ့လှုပ်လှုပ်ဆိုပြောခဲ့တဲ့တက္ကကြောင့်လည်းကိုဦးဇင်းပြောတယ်တက္ကကြောင့်လည်းကတော့သူကတော့တင်းအုပ်စရာပြီးပြီးဦးဇင်းကို ခရစ်ယာန်မှာလာဆဲပါတယ် ရတဲ့မရှိကောင်သဲပါတယ်ဒါကသူ့ရဲ့အသင်တန်းကိုပေါ်ပြတာဖြစ်ပါတယ်ဦးဇင်းတို့ဘာသာရေးတစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်ရင်ကျင်းမှုတွေတမိုင်းနောက်ခံတွေနိုင်ငံရေးတွေ psychology စိတ်ပညာတွေတသက်နိကတွေအဲ့ဒီလိုအယူအဆပေါင်းစုံကလေ့လာမှဒီဘာသာရေးအမှန်တရားကိုဦးဇင်းတို့ကခြုံငုံတုံးသက်မိမှာဖြစ်တယ်နော်စိတ်ပညာရဆိုလို့ရှိရင်ကောင်းတယ်ကျတဲ့ဘာသာကိုကိုးကွယ် ဘာကြောင့်လဲဆိုလို့ရှင်ကိုကဒါကိုကြိုက်တယ်ဒါကိုနှစ်တက်တယ်ဒါကိုယုံကြည်တယ်ထို့ကြောင့်ကိုကိုယ်တယ်အဲ့ဒါကြောင့်ကိုရဲ့စိတ်ကလုံခြုံမှုရှိတယ်ဒါကတော့ကောင်းပါတယ်နော်ဒါကတော့ကောင်းတယ်ဦးဇင်းတို့တတနီကရှုတော့ပြောမယ်ဆိုလို့ရှင် logic လို့ပြီးယုံကြည်ပေတာနေတဲ့နေ့လို့ပြီးဘာကြောင့်မှန်တယ်ဘာကြောင့်မှားတယ်ဘာကြောင့်ဖြစ်ပေါ်လာတယ်ဘာကြောင့်တက်ဖြစ်အောင်မလဲအဲ့ဒီလိုအကြောင်းတွေကိုလေ့လာရမှဖြစ်တယ် logic အရာ မှန်မှာဦးသိန်းပြောခဲ့နေမှဒီယုတိဗေဒတတဏိကဗေဒယပြောတာဖြစ်တယ်ပြီးတော့ခရိယဘာသာကိုဘာကြောင့်ကဘာကိုကိုွယ်တာလဲဆိုပြီးခရိယဘာသာဒီတခင်ယေကျုမောပြီးနောက်ပိုင်းအေဒီတောင်ရသူတိတိုးတက်မှုရှိတဲ့ဘာသာဖြစ်ပါတယ်နောက်ပိုင်းကျမှဘိုင်သင်တိုင်းသူတဲ့ဘုမန်အေဂရကကိုကိုွယ်တာဖြစ်တယ်သူကိုကိုွယ်တဲ့ခါမှာသူက နိုင်ငံကနောက်လက်ကလည်းကိုကိုရတာဖြစ်တယ်ဟုတ်ပြီအဲ့ဒီဘာကြောင့်နှကိုကွယ်မူအရောက်ကိုပယ်ပြီးတော့မိုနိုပလက်တင်ဆိုတဲ့တသုတိရဖျားကိုကိုကိုရတာလဲဆိုလို့ရှိရင်အဲ့ဒီခေတ်မှာအယူအရဘောင်းဆောင်ရှိတယ်အဲ့ဒါကြောင့်လူတွေကမတင်မတင်ဖြစ်တယ်သူ့ဖျားကမှန်တယ်သူ့ကိုကိုရတဲ့နှကမှန်တယ်ငါကိုကိုရတဲ့နှဖျားကမှန်တယ်မှားတယ်မှန်တယ်မှားတယ်အဲ့ဒါကြောင့်အယူအရဘောင်းဆောင်မှာသူတို့ကအချင်းများနေကြတယ်ထို့ကြောင့်သူတို့မှာ ညညမှုဆိုတော့မရှိပါဘူးအဲ့ဒါကိုတည်တဲ့ခါမှာသူချင်းသူကမောနတသင်ဆိုတဲ့တသူစီတဲ့ဖျားဖန်သိင်းဖျားကိုကိုကိုွယ်လိုက်အဲ့ဒါတို့လို့ချင်းလူတွေကအယူရတဲ့ခုလဲဆိုတော့လေအချင်းမများကြတော့ဘူးဘယင်ကအဲ့ဒါကိုလိုချင်တာအဲ့ဒါကိုလိုချင်တဲ့ကြောင့်သူကလည်းဒီခရီးရမှာလာကိုကိုွယ်လိုက်တယ်နောက်ပိုင်းအဲ့ဒီဟိုမန်အိမ်ပိုင်းပုံကိုင်းနောက်ပိုင်းနိုင်ငံတွေကွဲသွားတယ်ကွဲသူခရီးရမှာသာက လိုက်ကိုကိုရတယ်နောက်ပိုင်းကိုလိုနေချက်တယ်အဲ့ဒါကြောင့်တိုးတက်လာတာဖြစ်ပါအလဲခင်မှာလဲခရီးမှာသာကအတိုးတက်တုံတော့ကာလာဖြစ်ပါအဲ့ဒါလိုနိုင်ငံရေးရှူတော်ရလိလာရတယ်စိတ်ပညာတသင်းကရေးမှုတပိုင်းနောက်ခံဒါရီကိုဆဲလိလာမှဘာသာရေးသူတော်ကကြောတော့ပြည့်စုံတာဖြစ်ပါတယ်အလုံးမဲ့အဲ့ဒါလိုရှူတော်ပေါင်းတုံဖြစ်လိလာနိုင်ရပါသေးသူတို့ယေရှုကိုပြောရင်အပြစ်ရှိပါသလားဥဒင်းတဲ့ ဒါကတော့ကိုယ်ပုံမူတည်ရပေါ့ဘုရင်ဗုဒ္ဓဘာသာရှုထောင်းသူလို့ရှိရင်ကိုကရုံးမာတဲ့သိတဲ့ပုခွက်ပြောသွမယ်သူလို့ရှိရင်ငဲကြည့်ပါလေပြည့်ရှိပါလေကိုကသေတနာတန်တန်သိတန်တန်နဲ့ဝေဖန်ပြောသွမယ်သူလို့ရှိရင်တော့အပြစ်မရှိပါဘူးနော်ဘာကြောင့်ဥဒင်ဒီလိုပြောရတယ်လဲဆိုလို့ရှိရင်ဥဒင်တို့မေတ္တာပြားပြောတဲ့တုတ်စွာဝိမာန်တကားတုတ်စွာရှိပါတယ်ဝိမာန်တကားဆိုတာမေတ္တာပြားကယဟန်တို့တဲ့ငါ့ကိုဖျားဟုတ်မဟုတ်မင်းတို့စမ်းသစ်တမ်းပါ အဲ့ဒါတော့ဒီအောင်မနော်တစ်ဖက်သားကိုဝေဖန်စမ်းသပ်ခွင့်ပြုထားတာဖြစ်တယ်မြတ်စွာဘုရားကပြီးရင်ကေတာမော်ဒီတော့မှသူလို့ရှိရင်လည်းကဘာကျတုတ်တန်ကြီးလေငါဖရားတော်မှမယုံနဲ့ဆိုပြီးတော့ပြောတာဖြစ်တယ်ဒါကြောင့်ဝေဖန်စမ်းသပ်တဲ့တဲ့နဲ့ပြောမှဆိုလို့ရှိရင်တော့အပြစ်မရှိပါဘူး